Hello everyone. Leo Audio Podcast Radio တင်ဆက်မှုအစီအစဉ်လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။အဲ့တော့ Leo ဒီတစ်ပတ်အတွက်ပေါ့နော်။ယာတီပွားတစ်ပတ်တာသတင်းစကား Weekly Zodiac November 16နေ့ရနေ20နေ့နေ့အထိတင်ဆက်မှုလေးကို Leo Audio Podcast Style Radio မျိုးလေးနဲ့တင်ဆက်ပြီးမှာဖြစ်ပါတယ်။ဆိုတော့ထုံးစံအတိုင်းပေါ့နော်။ Leo ရဲ့ဒီ uh reading ကဒါယာတီပွားတစ်ခုချင်းစီအလိုက်ဖတ်ပြီးသွားမှာဖြစ်တဲ့ Salmon Rising ပေါ့နော်။ Aries ကဒီ Pisces City အကျုံးဝင်မယ် Aries to Pisces လေးကိုရာသီပတ်တစ်ခုဂျင်းစီလိုက်ဖတ်ပြီးသွားမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီလကတော့ဒီတစ်ဖက်ကတော့အဲရုံမမြင်အတန်ကြာဖြစ်မယ်ပေါ့နော်အဲအဲ့တော့လေးကိုအတန်လေးကိုပဲနားထောင်ပြီးတော့ guidance လေးတွေယူပါလို့အားလုံးလည်းဒီပုံစံပြောင်းပြီးတင်ဆက်ထားတာလေးကို enjoy ဖြစ်မယ်လို့ဒီကိုယုံကြည်ပါတယ် Okay ဆိုတော့ Aries ကနေစဖတ်ပြီးမယ်နော် Aries တွေအတွက် ဒီလာမယ့်ရတတပတ်တာအတွက် energy ကဘလို့ရှိလဲပေါ့နော် every energy aries တီဘဝအတွက်အဖို့မုံကောင်း လိုချင်နေတာမျိုးတို့နော်အဲတချို့ကျတော့လည်းစီးပွားဘက်ဖြစ်ချင်ဖြစ်မယ်စီးပွားဘက်ဆိုတာတလျို့စိတ်တဲ့ခံစားရတာတော့အဲချစ်သူရီစာဆိုပါတနာဆိုမိတ်ချို့ကျတော့လည်းဆိုပါတနာဆိုမိတ်ကိုလွမ်းဆွေးနေတာလွမ်းဆွတန်းတာနေတာ single aries ဆိုလို့ရှိလို့ရှိရင်လည်းငါဘဝထဲကို ဘယ်လိုလူမျိုးရောက်လာမလဲဆိုတဲ့ဟာမျိုးကိုစိတ်ထဲမှာတွေးပြီးတော့မျှော်လင့်နေတာမျိုးပေါ့နော် in a relationship ဆိုလို့ရှိရင်လည်း long distance ဖြစ်နေရမျိုးဆိုလို့ရှိရင်နှိစက်ဖို့အဲမျှော်လင့်နေတာအဲတယောက်တည်းဖြစ်နေရ live တစ်ခုမှာ enjoy မဖြစ်ဘဲနဲ့အတိတ်ကိုလွမ်းဆို့တန်တာဒူဖို့နေတဲ့ Aries တွေကိုတွေ့ရတယ်ပေါ့နော် okay အဲ့တော့အတိတ်ကိုလွမ်းဆို့တန်တာနေတဲ့တပြိုင်တည်းမှာပဲ Aries တွေအတွက်ကဒီတစ်ပတ်ကြာကာလအတွင်းမှာကိုယ့်ရဲ့ ကိုနဲ့ပတ်သက်ရာပတ်သက်ခဲ့တဲ့ဒီမိဟောင်းဆွေဟောင်းတီလုပ်ငန်းခွင်တွေကမိတ်ဆွေတင်ငယ်ချင်းနေနဲ့ connection ပြင်ရဖို့ရှိတယ် online ကနေအဆက်အသွယ်လုပ်တာမျိုးကိုဒါကြောင့်မှကြောင့်မီးရင်နဲ့အဲကောင်ရဲတစ်ခုဖြစ်သွားတယ် network တစ်ခုချိတ်ဆက်မိသွားတယ်ဒီ network ကကိုရဲ့အလုပ်အကိုင်းအတွက်တော်လောက်ကောင်ကိုရဲ့အခြေအကျအကိစ္စအတွက်တော်လောက်ကောင် immediate မှာအဲအကျိုးရှိမဲ့ဒီဆက်ဆံရေးမျိုးအကျိုးအကျိုးရှိမဲ့ connection မျိုးဆက်သွယ်မှုတစ်ခုဖြစ်လိမ့်မယ်တဲ့ every စီအတွက်ကကြာတော့เนาะဒီလို connection မျိုးလေးကြီး အဲလာဖို့ရှိပါတယ်အရန်ကောင်းပါတယ် Aries တွေကโอเคအဲ့တော့ Taurus ကိုကြည့်ပေးမယ် Taurus တွေအတွက်16ကနေ22ရက်နေ့ energy ကဘယ်လိုရှိမလဲပေါ့နော် Taurus တွေစိတ်မြန်လက်မြန်ဆုံးဖြတ်ချက်ချလိုတာမျိုးလို့နော်အဲတခုခုဆိုလို့ရှိရင် do or die ပေါ့နော်အခု ချက်ချင်းမဲ့ထလုတ်ပစ်လိုက်မယ်အခုချက်ချင်းမဲ့ငါတွားလိုက်တော့မယ်ဆိုရယ်စိတ်ကြီးများနေတတ်တယ်နော်အဲတချို့ကြောက်ရလဲခီးထွက်ချင်နေတာတို့တချို့ကြောက်ရလဲလက်ရှိအလုတ်ကနေတခြားအလုတ်ကိုပြောင်းချင်တာမျိုးတို့တခြားနေရာတစ်ခုကိုအဲမိုက်ဂရိတ်လုတ်ချင်တာမျိုးတို့အဲ့ဒီစိတ်ကြီးတပွားပွားပေါ်နေတတ်တယ်ဒါပေမဲ့အချိန်နေမပြီးသေးဘူးတဲ့နော်အဲဒီတပတ်တာကာလာအတွင်းမှာရစရာရှိတဲ့ငွေကြီးကြားစရာရှိတဲ့သတင်းစကားကောင်းတွေလာဖို့မျောနေရတာစောင့်နေရတာမျိုးကြီး ဖြစ်အောင်မယ်နောက်တစ်ခုကအချိန်မတန်သေးဘူးတဲ့နော်ဒီတစ်ပတ်ကတော့အချိန်မတန်သေးမိခနာဆောင်းလိုက်အောင်တဲ့ it's all about 7 weeks 7 months or ခုနှစ်ပတ်နော်ခုနှစ်လလောက်တော့ကြာတက်တယ်အချိန် timing good times ဆိုရဲအချိန်ကိုရောက်ဖို့အတွက်ကိုတဲ့နော်ဆိုရဲအတွက်ကြောင့်မို့လို့အဲဒီတပတ်တာကာလအတွင်းမှာတဲ့စိတ်ရှိရှိနဲ့ပဲအလုပ်တွေကိုဆက်လုပ်ရပါအောင်မယ်ကိုဖြစ်ချင်နေတဲ့ကိုခံစားချင်တဲ့ဒီအကျိုးမြတ်တွေ ရလာဖို့အတွက်ကကြတော့အခြေအနေမပြီးသေးဘူးပေါ့နော်။ Okay အဲ့တော့ခဏလေးစောင့်ပြီးရောတီးခံပြီးပဲအလုံးဆက်လုပ်ပါလို့ Touristy ကိုအချံပေးခြင်းနဲ့နော်။ Okay Next Gemini ကိုတွားမယ်နော်။အဲ့တော့ Gemini နေ့အတွက် November 16 to 22 Gemini မိသားစုကိစ္စနဲ့ပတ်သက်ပြီးရောစိုးရိမ်ပူပန်နေတာမျိုးတို့ အမွေနှင်းနဲ့ပတ်သက်တာတချို့ကြလည်းအိုးအိမ်မြေပိုင်ဆိုင်မှုဒါမှမဟုတ်အိမ်ဆောက်တဲ့လုပ်ငန်းလို့ပါလို့ပေါ့နော်ဒီလိုမိသားစုနဲ့ဆက်ဆက်ပြီးတော့ကိုကစိတ်ထဲမှာစိတ်ပူပင်နေရတာမျိုးတွေတွေးပူပင်နေရတာမျိုးတွေရှိမယ်တချို့ကြလည်းမိသားစုနဲ့ပြန်ပြီးတော့စုံစည်းနေတာမျိုးကိုယ့်ရဲ့မိသားစုသတိရနေတာမျိုးဒီလိုမျိုးလေးတွေလည်းဖြစ်နိုင်တယ် Gemini နေတဲ့ပြီးခဲ့တဲ့ရက်သက်တပတ်တာကာလတွင်မှာစိတ်ကျမ်းမာကြီးကိုကျမ်းမာကြီးထောင်းထောင်းကြည့်ခဲ့တယ်ဆိုလို့ရှိရင်ဒီတပတ်တာကာလတွင်မှာစိတ်တလူတင်တဲ့အလုပ်တွေကိုအချိန်ဟုန်ပြင်းပြင်းအလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်နော်ဥပမာအဖြစ်အရှိရက်သက်တပတ်ဒီမှာအလုပ်လုပ်ခဲ့တဲ့အဆင်မပြေဖြစ်ခဲ့တာမျိုးတွေရှိမယ်စာမေးပွဲတွေဖြေခဲ့တဲ့အဆင်မပြေဖြစ်ခဲ့တာမျိုးတွေရှိတယ်အင်တာဗျူးတွေဖြေခဲ့တဲ့အဆင်မပြေဖြစ်ခဲ့ဘူးဒီတပတ်တာကာလတွင်မှာနောက်ထပ်အခွင့်အရေးတွေပြင်လာဖို့ရှိတယ် universe က waiting လုပ်နေရပေါ့နော် universe is waiting to give you နော်နောက်ထပ် chance တွေထပ်ပေးဖို့အတွက်ကို universe ကစောင့်နေတယ်နော်တဲ့ဆိုတော့ဒီတပတ်တာကာလအတွင်းမှာ you will get that opportunity အဲ့တော့အခွင့်အရေးတွေပြန်ရလာဖို့ရှိပါတယ်အဲ့တော့ gemini နေစိတ်မြစ်ပါနဲ့မိသားစုကိစ္စဆိုလည်းပြန်လည်အဆင်ပြေဖို့အခွင့်လန်းကောင်းနေနီလန်းကောင်းနေစုံစည်းရဖို့အတွက်နီလန်းကောင်းနေတွေ့ရဖို့ရှိပါတယ်အဲ့တော့ဒီတပတ်က gemini နေအတွက် message ပေါ့နော် okay all right cancer ကို ကြည့်ပေးပါမယ် cancer တွေအတွက်လာမယ် weeks ကဘယ်လို energy ရှိမလဲပေါ့နော်16 to 20 second cancer တွေစိတ်ထဲမှာမတိမတာစိတ်ပင်ပန်းနေရတာအလုံးများနေတာမျိုးတွေရှိတတ်တယ်နော်ကိုကလောက်ကားလောက်ဤခီးမတွင်ကျဲဆိုရဲသဘောတိုင်းပဲပေါ့နော်ကိုရဲ့စိတ်ထဲမှာကိုလုံနေရဲ့အလုပ်တရား progress မရှိဘူးလောရတာတော့အများများတယ် เนาะဒါပေမဲ့ stress များသလောက်အကျိုးမဖြစ်ထွန်းဘူးလို့ခံစားနေရတဲ့ feeling ဖြစ်နေတဲ့ feeling heavy ဖြစ်နေတဲ့ cancerian တွေလို့တွေ့တယ်သို့တော်လည်းတဲ့ဒီစပက်တာကာလတမှာကိုဖြစ်ချင်တဲ့အိမ်မက်တွေကိုရဲ့ wishful thinking ပေါ့နော်ကိုရဲ့စိတ်ကူးထဲမှာတွေးထားတဲ့အတိုင်းဖြစ်လာဖို့ရှိတယ်။ဥပမာကိုရဲ့စိတ်ကူးကကိုကအဲအိမ်မက်က၅ခုမှတ်ထားတယ်ဆိုလို့ရှိရင်ကိုဖြစ်ချင်တဲ့အရာအ ਨੇ ဆုံးတစ်ခုကတော့ဖြစ်လိမ့်မယ်။ နော် okay ဆိုတော့အခြေအခြေရကန်ကတော့အဲဒီတစ်ပတ်တာကာလအတွင်းမှာ မဆိုးဘူးပေါ့နော် cancerian တို့တဲ့ကောင်းလျောက်တွေ့ရတယ်အမ family life တခုစတင်တိဆောက်ဖို့စဉ်းစားနေရ cancer ဆိုလို့ရှိလို့ရှိရင်လည်းအလားလားကောင်းနေပေါ့နော်ဆိုတော့ဒါ wording လို့ပါလို့ဒါအနှုတ်သဘောတူလက်ထက်တာတို့စစ်ဆက်တာတို့ဒါမျိုးတွေလှုပ်လို့လည်းအရန်ကောင်းနေပေါ့လေအဲတယောက်နဲ့တယောက် promise ပေးတာ sharing caring လောက်တာမျိုးလေးတွေတော်တော်လေးကောင်းတာကိုတွေ့ရတယ်အဲ့တော့ even ဘောနော်ကိုယ့်ရဲ့စိတ်ထဲမှာပင်ပန်းနေတာမျိုးတို့ကိုလုံးရလို့တော့အကျိုးမဖြစ်ထွန်းဘူးလို့ထင်နေတော့ညာလေမဟုတ်ဘူးနော်မင်းလုံးနေရမှန်နေမင်းရဲ့အိမ်မက်ကမဝေးတော့ဘူးဆိုတော့ဒီတပတ်တာကလာအတွင်းမှာကင်ဆယ်ကိုမိမောင်းထိုးပြမှာဖြစ်ပါတယ်ဒါလေးကိုစောင့်ကြည့်လိုက် okay all right next leo ကိုကြည့်မယ်အဲ့တော့ leo တွေအတွက်လာမယ့် november 16ကနေ20ကဘယ်လို energy မျိုးရှိမလဲ Wow. So nice. Mastery. You're a master builder, Leo. Oh, oh. လီယိုရီကိုပိုင်စီးပွားရေးလုပ်ဖို့အာတီတာပြင်ပြနေရကိုပိုင်စီးပွားရေးလုပ်နေတဲ့လီယိုရီဆိုလို့ရှိရင်ဒီလုပ်ငန်းကိုတိုးတက်အောင်ဘယ်လိုဆက်လက်ပြီးတော့ဆောင်ရွက်မလဲဆိုတာနဲ့ပတ်သက်ပြီးတော့စင်ကြံမြင်းကြံကျွမ်းကြံနွားကြံငကားကြံခလုံးကြံကြံနေတယ်เนาะအဲ့တော့အရန်အတွေးတွေများနေကဒါလေးလုပ်ချင်တယ်ဒီဟာလေးတစ်ခုလုပ်လိုက်ချင်တယ်ဒီဟာလေးတစ်ခုထပ်ပြီးတော့ upgrade လုပ်မယ်အဲ့လိုမျိုးစိတ်ထဲမှာ ဟို manifest လုပ်နေရ manifest ဆိုတာကကြိုးစားရတာเนาะဒီမှာ Leo ခန်စားရတော့ဟို Leo တွေကတွေးပြီးတော့ပဲအဲဖြစ်ချင်နေတာမျိုးမဟုတ်ဘဲねငါဘာလုပ်မယ်ဘာလုပ်မယ်အဲ့လိုမျိုးဖြစ်နေရပေါ့เนาะ okay ဒီတစ်ပတ်တာကာလာတွင်မှာ financial တော်တော်ကောင်းတယ်เนาะငွေကြေးနဲ့ပတ်သက်ပြီးတော့ကိုကငွေလန်းခင်းရတာမျိုးတွေရှိမယ်ကိုအလုပ်ငန်းအတွက်ငွေကိုပြန်သုံးစွဲရတာမျိုးတို့အဲ့ဟာနေဆက်ဆက်ပြီးတော့ငွေတွေပြန်ဝင်လာနိုင်မယ် နောက်တစ်ခုကကို life မှာကို business နဲ့ပတ်သက်ပြီးတော့စီးပွားရေးနဲ့ပတ်သက်ပြီးတော့ plan တွေချထားတာရှိရငါထားပြီးရင်ဒါလုပ်မယ်ဆိုအဲ့ဒီအတိုင်းဆက်သွားလမ်းကြောင်းကမှန်တယ်လမ်းကြောင်းပြောင်းစီရမလိုဘူးတဲ့ Leo တွေနောက်တစ်ခုက Leo တွေကဆုံးဖြတ်ချက်ချပြီးလို့ရှိရင်ဒီတစ်ပတ်တာကာလအတွင်းမှာလုံးဝပြင်မှာမဟုတ်ဘူး okay nga buy so buy ပဲတတဆိုတတပဲပေါ့เนาะအဲအဲ့လိုပုံစံမျိုးလုံအောင်နောက်လဲမကြည့်ဘူးဆိုတော့အနေထားမျိုးဖြစ်နေမယ်ဒါပေမဲ့လီးဘတ်ဒီမှာထပ်ပြီးတော့အားပေးချင်တာမှန်နေ၈၀လျှောက်ပါမှန်နေပြီ โอเคရင်းတင်တာရှိရရင်းလိုက်ပါ invest လုပ်ပြစ်လိုက်ပါငွေလန်းခင်းစရာရှိရင်ခင်းလိုက်ပါဘာလို့လဲဆိုအဲ့ဒီငွေကပြင်ရမှာတစ်ချိန်ကြာရင်ပြင်ရမှာလီယိုရီကိုခံစားရတာတော့အခုအချိန်မှာအနေအထားတစ်ခုရှိနေပြီ အာ property စီကိုမှပိုင်ဆိုင်တင်းတလောက်ပေါ့နော်ကိုရဲ့အသက်အရွယ်နဲ့လိုက်ပြီးတော့လက်ထဲမှာစုမိစားမှုဖြစ်ထားပြီးပြီးဒီဟာကိုထပ်ပြီးတော့တဆင့်တိုးဖို့ upgrade လုပ်ဖို့တထေးကြီးရေတထေးမကြီးရေဖြစ်ဖို့အတွက်ကိုငွေလန်းခင်းတာရှစ်ဆက်သွားတာဆိုတော့လေးဝအားပြီးတယ် okay just go ahead ဒီတစ်ပတ်တာကာလအတွင်းမှာ plan ကြီးချပြီးတော့ဒါဆောင်ရွက်လိုက်တော့ okay all right okay အရောလီယူရိုနက်စ် Virgo ကိုကြည့်မယ် Virgo retreat November 16ရက်ကနေ22ရက်နေ့ ဖာကိုရာတီဘွားအတွက်ဘလို energy ရှိမလဲဖာဂိုရီရဲ့ဖာဂိုရီကကြတော့ကိုယ့်ရဲ့စိတ်ထဲမှာတွေးထားတာနဲ့မှန်းချက်နဲ့နှမ်းထွက်မကိုက်တာ plans ကတော့ငါဒါပြီးထားလို့မယ်ဒီတစ်ပတ်တာကတော့တနင်္လာပြီးအင်္ဂါဘာလို့မယ်အင်္ဂါပြီးပုတ်တူဘာလို့မယ်ဘယ်သူနဲ့တွေ့မယ်ဘယ်အလုပ်လုပ်မယ်ဆိုပြီးတော့ စိတ်ကူးထဲမှာတော့ကြံစီလှုပ်ဆောင်နေပြီမဲ့စိတ်ကူးနဲ့လက်တွေ့နဲ့เนาะအိမ်မက်ဟာတကယ်ဖြစ်မလာပါဆိုရယ်ဇယ်လန်းမျိုးလေးဒီတပတ်တာကလာနေပြီကြုံရတတ်ပါရဲ့လုပ်ငန်းကန်ကဲမှာကိုယ်နဲ့လှုပ်ဖို့ကန်ပက်တီကြားထဲမှာနားလည်မှုလွဲရတာမျိုးတို့စိတ်ထဲမှာတစ်ဖက်လူပြောလိုက်တယ်တစ်ဖက်ကအရာရှိပဲဖြစ်ဖြစ်ကိုယ့်ထက်ဒီယာတူးကြီးရဲ့သူကိုယ့်ရဲ့ဆရာဖြစ်ခြင်းဖြစ်မယ်အော်ကိုယ်နဲ့ level 2ဖြစ်ခြင်းလည်းဖြစ်မယ်ပေါ့เนาะသူပြောလိုက်တဲ့ harsh words ကြီး ကြောင့်မို့လို့ကိုယ့်ရဲ့စိတ်ထဲမှာအရင်ထိခိုက်သွားတာမျိုးဒါမျိုးတွေဖြစ်နေတယ်။တချို့ကြတော့အလုံးလုံးမနေဘူးအိမ်တော်မှာအိမ်တော်ရှင်မတွေပေါ့နော်အိမ်အိမ်ထဲမှာပဲနေနေဆိုလို့ရှိရင်လည်းကိုယ့်ရဲ့အမျိုးသားနဲ့ကိုယ့်ရဲ့ partner နဲ့ကတော့ကစားဖြစ်တာမျိုးလေးတွေဖြစ်တတ်တယ်နော်အဲ့ခါကျတော့အရင်နှုန်းကမချက်သေးတဲ့ဒဏ်ရာဟောင်းတွေအနာဟောင်းတွေပြန်ပေါ်တတ်တယ် Valkyrie အတွက် weak ရနေကျန်းနေပေါ့နော်နောက်တစ်ခုကဒီ Mercury retrograde မထွက်ခင်ဒီ last portion လေးမှာ ဟိုဗာဂိုရီကိုများလာပြီးတော့ရိုက်ခတ်နေသလားမသိပါဘူးနော်ဘာလို့လဲဆိုတော့ဒီမလေးကိုနားလည်မှုလွဲတဲ့ကိစ္စတွေကိုမြင်နေရတဲ့အတွက်ကြောင့်မို့လို့အဲ့တော့ဗာဂိုရီသတိထားပါပေါ့နော် wish you all the best take care ပေါ့လေ okay all right libra ကိုကြည့်ပေးမယ်နော်အဲ့တော့ libra ရီအတွက်လာမယ့် november 16ကနေ22ရက်နေ့ထိ libra what's your energy okay oh my gosh this is so libra energy Libra တဲ့အခြေနဲ့ပတ်သက်ရင်ကိုကဒီအချက်ကိုတစင့်ထပ်ပြီးတော့ upgrade လုပ်ဖို့စဉ်းစားနေတာစိတ်ကူးနေတာမျောနေနေတာမျိုးရှိမယ်တချို့ single libra ဆိုလို့ရှိရင်လည်းအချက်တွေဘယ်တော့လာမှာလဲတလုံးလုံးနဲ့မျောနေရမျိုးတွေဖြစ်မယ်ဒါပေမဲ့အချက်နဲ့ပတ်သက်ရင်လည်း libra တွေကအရင်ရော ready မဖြစ်သေးဘူးကိုကကြတော့အုံနောက်နဲ့နှလုံးသားကိုအရင်ကို50 50စဉ်းစားတတ်တဲ့သူဖြစ်တဲ့အခါကျတော့ သိအဆင်မပြေသေးဘူးပေါ့နော်အင်မတန်မှနှလုံးသားကိုလိုလားတဲ့သူမျိုးနဲ့စိတ်ကံစားချက်နဲ့တွားကျင်တဲ့လူမျိုးနဲ့တွေ့ရင်သိအဆင်မပြေလောက်သေးဘူးလို့ပြတယ်ပေါ့နော်နောက်တစ်ခု Libra တွေဒီတပတ်တာကာလအတွင်းမှာယုံကိစ္စဆောင်ရွက်တာဆောင်ရွက်စာတမ်းကိစ္စတွေ paperwork တွေနောက် visa ကိစ္စနော်စာချုပ်ချုပ်ရတဲ့ကိစ္စတွေဆောင်ရွက်တဲ့နေရာမှာအဆင်ပြေချောမွေ့တက်တယ်။ဆောင်ရွက်တင်တယ်။ဟိုမှာ visa ရှောက်မယ် application တင်မယ်ဒီတပတ်ကိုတင်လိုက်။ Okay. contract ထိုးမယ်လက်မှတ်ထိုးမယ်ထိုးလို့ရတယ်။ ကောင်းတယ်ပေါ့နော်ဥပမာကိုကဝင်ပြီး involve လုပ်ပြီးတော့ sign ထိုးပေးရတာမျိုးကိုက mainly contractor ဟုတ်ချင်မှာဟုတ်မယ် contract ထိုးတဲ့လူမှာကိုကအတိတ်အတည်နေလက်မှတ်ထိုးရတာမျိုးတို့ရုံးကိစ္စကိုကဆောင်ရွက်ပေးရတာမျိုးဒီလိုကိစ္စမျိုးတွေကြုံလာဖို့ရှိရပေါ့နော်အဲနည်းနည်းတတိထားပြီးတော့ဆောင်ရွက်ပေါ့လေဘယ်ရမဆိုတော့လက်မှတ်ထိုးမယ်ဆိုအကြောင်းအရာလေးတွေဘာတွေပါလဲအဲသူ့ဘက်ကိုယ်ပိုင်မြင်မြတ်တတတွေးထားတာမျိုးရှိရလားအကြောင်းအရာတွေ fact စီကမှန်ကန်ရလားဆိုတာစစ်ပြီးတော့လက်မှတ်ထိုးတယ်နော် okay စာတာ libre write message All right. Scorpio ကြည့်မယ် Scorpio လာမယ် November 16ရက်နေ့ရနေ22ရက်နေ့ Energy Oh my gosh Scorpio What's wrong Scorpio အိမ်မက်တီကတော့ကြီးရယ်အိမ်မက်တီအကြီးရှိရယ်နော်ကိုလှုပ်ချင်တဲ့စီးပွားရေး business ကိုအကြီးကြီးလှုပ်ချင်တာအောင်မြင်ချင်တာတိုးတက်ချင်တာနိုင်ငံခြားကြီးကြီးစန့်ချင်တယ် online အကုန်လုံး ဟိုလွှမ်းခြုံနေတာပေါ့နော်။နောက်ကို့မှာမျှော်လင့်ချက်ဒီ commitment နေတအားများတအားကြီးရဲ့ဒါပေမဲ့အရင်မမျှော်လင့်နဲ့မမျှော်လင့်နဲ့ဆိုဒီဘက်တာကာလာအတွင်းမှာခုနပြောသလိုကိုမျှော်လင့်ထားတဲ့ကိစ္စ10ခုရှိ10ခုလုံးဖြစ်ဖို့ခက်တယ်။တခုခုကိုကလုံးဝစွန့်လွတ်လိုက်ရတာမျိုးဒီအိမ်မက်ကိုလုံးဝရေစုံမျောလိုက်ရတာမျိုးလွှတ်ချလိုက်ရတာမျိုးဒီကြုံမှာနော်နောက်တစ်ခုကအခြေအနေပတ်သက်ရင်သိမကောင်း energy ကနောက်တချို့ scorpio ဆိုရင်အခြေအနေပတ်သက်ပြီးတော့သူနဲ့ကိုယ်နဲ့ဇလန်ကပြီးပြတ်သွားတဲ့ ့ပြီးတိုင်းလမ်းခွဲလိုက်ရတာမျိုးတွေအဆုံးသက်သွားရတာမျိုးတွေဂျုံဟတက်တယ်ပေါ့နော်အမ်နောက်တစ်ခုကကျတော့ခုနပြောသလိုတခုလိုချင်းတခုဘေးဆက်ရတယ်ဆိုတဲ့နေရာမှာတခုလိုချင်းပေမဲ့ကိုက10ခု15ခုပြန်ဘေးဆက်ရတက်တယ်လိုချင်တဲ့ဟာတခုရဖို့အတွက်ကိုကိုအိတ်ထဲကအများကြီးထုတ်ပေးလိုက်ရတာမျိုးတွေဂျုံဟတက်တယ်နော်နောက်တစ်ခုဒီတပတ်တာကလာတူမှာအယုံမလွှဲနဲ့စကော်ပီယိုတွေ လူတွေနဲ့ပတ်သက်ဆက်ဆံတဲ့နေရာမှာ suspicious mind ပေါ့เนาะမြဲတမ်းစုံတောက်လို့ detective mind နဲ့ဆက်သွယ်ပါခါကြရယ် scorpio ရဲ့ instinct ရှိရယ်ပေါ့เนาะလူတွေရဲ့ dark side ကိုသိရယ်ဘာညာတာပြောတာတကယ်တကယ်သူတို့သူတို့ဟိုကတော့ပါရဲ့တုံးမီဟေးဆိုလို့ရှိရင်လေသူမတူအောင်တုံးတာသူတို့မှာအမိတွေစိတ်တွေမရှိတော့သလိုပဲတခါလေယုံမှန်ပြီးပုံအပ်လိုက်တာမျိုးတွေဖြစ်တတ်တယ်เนาะ scorpio တွေအဲအကြောင်းမို့လို့ဒီတစ်ဖက်ကတော့လုံးဝကိုမယုံ မယုံမှတ်မပုံအပ်တဲ့ရတတပတ်ဖြစ်တယ်เนาะဘယ်ဟာမဆိုဘယ်ကိစ္စမဆိုဆောင်ရတာပစ္စည်းလေးဝယ်တာကအစတတိထား online ကဝယ်တာမျိုးတွေအစတတိချာတော့ကြအလင်ခံရတတယ်เนาะဟိုပတ်စံဆုံးသွားတာမျိုးတွေဖြစ်တတ်တယ်เนาะအဲ့တော့လောဘမကြီးနဲ့ scorpio တွေ okay all right next sagittarius ကိုကြည့်ပြီးမယ် november 16ကနေ20နေ့ energy ရဘလို့ရှိလဲ sagittarius all right sagittarius sagittarius ee လုတ်ချင်တာတွေဖြစ်ချင်တာတွေများတယ် manifest လုပ်ထားတာတွေလည်းများတယ်အာတချို့ကျတော့လည်းလက်ရှိနေရာကနေနိုင်ငံခြားအောင်ထွက်သွားခြင်းနဲ့သွားလို့မရဘူးเนาะကိုယ့်အတွက်ဘယ်ဟာပဲလုံးလုံးအမြဲတမ်းကန့်တတ်မှုတွေနဲ့ကြုံနေရတဲ့စက်ကြီးလေးတွေရဒီတစ်ခုလောက်ဒီစရစီးပွားရေးလုပ်မှာဆိုသူများတွေကအဆင်ပြေနေပြီကိုကအဆင်မပြေဘူးတစ်ခုခုမှသွားတက်နေရတစ်ခုခုမှသွားပြီးတော့ အထိန်းချုပ်ခံနေရတယ်အဆင်မပြေပြန်တစ်နေတယ်အဲ့လိုပုံစံမျိုးတွေတွေ့ရတယ်ပေါ့နော်음နောက်တစ်ခုကနည်းနည်းဆက်ကြည့်လေးဒီဘက်တာကလည်းမစိတ်နဲ့စိတ်နဲ့ပတ်သက်ပြီးတော့အာစိတ်ချင်းကျရတဲ့နော်စိတ်မောလူမောဖြစ်ရတဲ့သတင်းစကားလေးလည်းကြားအပ်တယ်ပေါ့နော်โอเคအဲ့တော့ဒီတစ်ဘက်ကတော့ mindfulness practice တွေ meditation တွေ အာအဓိကလောက်ရမယ်ရတဲ့တပတ်လို့လီရောဆက်ကြည့်လေးယူအကြံပေးခြင်းနဲ့เนาะအဓိကကို စိတ်ကိုဘယ်လိုပြောအောင်နေမလဲဒီလမ်းကြောင်းတစ်ခုကပိတ်ထားရဆိုငါနောက်လမ်းကြောင်းတစ်ခုဘယ်လိုစဉ်းစားမလဲလောလောဆယ်အခြေအနေမပြီးသေးဆိုရင်ငါအတွက် the best happy moment ပေါ့เนาะတကယ်ကို happiest moment ကိုငါဘယ်လို create လုပ်မလဲတခြားဘယ်လိုအရာမျိုးနဲ့ငါပြောအောင်နေလို့ရမလဲဒါလေးတွေကိုစဉ်းစားသင့်တယ်ပေါ့เนาะဆက်ကြည့်လေးအတွက်အကြံဉာဏ်လေးဖြစ်ပါတယ် okay all right next Capricorn ko chi me Capricorn November 16 to 22nd your energy Capricorn hello di mya ni me tsu ja le alo စိတ်ပူပန်နေတဲ့ Capricorn တို့ငါ့ကိုထက်ခိုင်းမလားမသိငါ့ကိုထက်ခိုင်းမလားမသိငါ့ကိုထက်လုတ်ခိုင်းမလားမသိငါ့ကိုထက်ပြီးတော့အလုပ်တွေပုံဝင်းမလားမသိဘူးအဲ့လိုမျိုးစိတ်တွေတပွားပွားပေါ်နေတတ်တယ်เนาะ Capricorn နေစိတ်ထဲမှာဒီဘက်တာကလာအတွင်းမှာဘာလို့လို့အဆင်မပြေဘူးလို့ခံစားနေရတာမျိုးတော့เนาะနောက်ကျမ်းမာရေးအားနေနေတတ်တယ် Capricorn နေเนาะအသက်ရှူမဝတယ်လို့လို့ဖြစ်တာเนาะအဲတချို့ကျတော့လည်းရင်မက်အောင်လို့ဖြစ်တာအဆင်မြင့်တီကြိုက်တာမျိုးတို့အစ်စ်တီနာတာတံတောင်စစ်တို့လက်စစ်တို့ နာတာမျိုးလေးတွေဖြစ်တတ်တယ်တချို့ Capricorn ဆိုလို့ရှိရင်လည်းမျက်စိအားနေတာပေါ့နော်အမြင်အာရုံဝီဝါတာမျိုးလေးဖြစ်တတ်တယ်အဲ့တော့ဒီမှာလီယိုခန်းစားရတော့ကျမ်းမာရေးနဲ့ပတ်သက်တာလို့ပြတယ်လူမျိုးစိတ်တွေမှာခန်းစားအယူအစင်နဲ့ပတ်သက်ပြီး stiff ဖြစ်တာမျိုးပေါ့နော်။နောက်ရင်ဘက် အသက်ရှူကျက်တယ်လို့ပြောနေမှာလီယောဟတ်ဒစ်စီးစ်ပေါ့နော်နှလုံးနဲ့ပတ်သက်ပြီးမကောင်းလို့တော့မတွေ့ဘူးအဓိကတော့ lens problem ပေါ့နော်ဒီအဆုတ်နဲ့ပတ်သက်တဲ့ဟာမျိုးတွေ့ရတယ်အဲ့တော့တတိထားအဆုတ်အေးပတ်တာမျိုးတို့ချောင်းဆူတာမျိုးတွေ့တယ်ဒီကျမ်းမာကြီးကိုအဓိကမြင်တယ်ပေါ့နော် Capricorn နေအတွက်ကိုခုနကပြောလို့အလုပ်တွေများပြီးတော့ထက်ပြီးတော့ခိုင်းမှကြောက်ပြီးတော့ပဲဟို body ရပါ down သွားသလားတော့မသိဘူး Capricorn နေနော် all right okay next Aquarius ကိုကြည့်ပြီးမယ်အဲ့တော့ Aquarius တွေအတွက်ကို November 16ရက်နေ့ရနေ့22ရက်နေ့ဒီ Aquarius တွေဘယ်လို energy မျိုးရှိမလဲ Oh Aquarius တွေနော် Aquarius တွေဟာစိတ်ထဲမှာတော့ချီမှုဘယ်လို့ဆိုငါမလုပ်ဘယ်လိုပုံစံမျိုးဆိုငါမလုပ်နိုင်ဘူးဘယ်လိုဟာမျိုးဆိုငါမကြိုက်ဘူးအဲ့တော့မလုပ်ဘူးပေါ့နော် အကုံလုံးကိုခြေမိုးကလေးစိုးကျင်နေတဲ့စိတ်တွေကြီးစိုးနေတတ်တယ်။ Aquarius ဒီဒီဘက်တာကာလတည်းမှာအလောက်ကန်တတ်တတ်တယ်၊ငွေကြီးကန်တတ်တတ်တယ်။အခွင့်လန်းကောင်းတွေအများကြီးရတတ်တယ်။နောက်ထီကန်တက်နေရအောင်တွေးရတယ်။ထီထိုးကြည့်။နိုင်ငံခြားထီလို့ပါလို့ထိုးကြည့်ပေါ့နော် any kind of uh legally ဖြစ်တဲ့ထီမျိုးတွေထိုးပါ။ illegal ဖြစ်တာမျိုးတွေလည်းကိုအာမပေးဘူးပေါ့နော်။အဲ့တော့ထီပောက်ပြီးတော့ငွေဝင်တာမျိုးဖြစ်တတ်တယ်။ချိုးချောက်ရလဲ။အဲတော့ငါပတ်စံယူပါဆိုပြီးကိုယ့်လက်ထဲကိုလာထည့်ပေးတာမျိုးကိုယ့်ရဲ့ဘန်ထဲကို ဒါ transfer လုပ်လိုက်တာမျိုးကြီးဂျုံသွားတက်တယ်အဲ့တော့ပွင့်နေပြောရမယ်ဆို Aquarius တွေကငွေကန်အရန်ကောင်းနေမယ်ငွေရဲ့ lucky ပေါ့နော် money energy အရန်ပွင့်နေမယ်ရသက်တက်ပဲဖြစ်နေမယ်နော် okay all right the last sign pisces အတွက်ကြည့်ပြပါမယ် november 6ရက်နေ့နေ့22ရက်နေ့ထိ all right pisces pisces oh my god ပိုင်စီစီပြိုလဲကြည်ခွဲငုံမြဲဤဝဲပြိုလဲကြည်ခွဲဝဲဆိုတဲ့ချင်းနေရစာတော့ရလို့ယူသုံးမိတယ်လို့ဖြစ်သွားတယ်ပိုင်စီစီတဲ့နော်အာစိတ်တော့ကရရွာတာအလုတ်ထဲမှာနားလည်မှုလွဲတာမျိုးဒါမှမဟုတ်မိသားစုနဲ့ပတ်သက်ပြီးတော့နော်ဆွေမျိုးတွေနဲ့ပတ်သက်ပြီးတော့ကိုယ်နဲ့ပေါင်းသင်းနေတဲ့ကိုယ့်ရဲ့ spouse ဒီ partner ကိုယ့်ရဲ့ချစ်ခင်သူတွေနဲ့ပတ်သက်ပြီးတော့ဖြစ်မဲ့အတိတ်ကဒဏ်ရာဟောင်းတွေပြန်ပေါ်လာတာမျိုးအနာကိုပြန်ဆွတယ်လို့ဖြစ်တာမျိုးတွေဖြစ်တတ်ပါတယ်တဲ့ ကိုကတော့အောင်ကိုပြစ်လိုက်ခြင်းနဲ့ကိုကတော့អော်ပြီးတောင်းကျက်ပြစ်လိုက်ခြင်းနဲ့ဒါမဲ့ကို့អော်ပြီးပြောပြီးတောင်းကျက်နေဟာကိုတောင်းကျက်ပြစ်ခြင်းနဲ့ဆိုစိတ်ထဲမှာပဲဖြစ်နေရပါတော့ဘသူမှလည်းမကြောက်ဘသူမှလည်းလာမနှစ်သိမ့်တဲ့ energy မျိုးလေးတွေးရတယ်ဖိုက်စစ်စီအတွက်ကတော့ mentally အဲလုံးဝကို break down ဖြစ်နေမှာရတဲ့တပတ်လိုလူစိတ်တွေမှာခံစားရပါတယ်အဲ့တော့ဖះရှိခိုးပါတရားထိုင်ပါเนาะอืมအဲ့တော့ဒီဒီဘက်မှာဘာကိစ္စမှအစ်စ်တွေမလုံးနဲ့စီးပွားရေးတွေဘာလို့ဆိုခဏဘေးချိတ်ထားကိုယ့်ရဲ့ mental healing ပေါ့နော်ငါငါရဲ့ဘဝအစိတ်ပိုင်းမှာငါ heal ရမယ့်ကိစ္စတွေငါ realize ဖြစ်ရမယ့်ကိစ္စတွေငါကိုငါပြန်သုံးသပ်ရမယ့်ကိစ္စမျိုးတွေငါကတော့ဒီစိတ်တန်ရာတွေကျက်သွားပြီလို့ထင်တယ်ဒါပေမဲ့တကယ်တော့မကျက်သေးပါလားဒီစကားထိုင်ပြန်ကြားလိုက်တယ်ဒီလိုဖြစ်ရမျိုးကြီးဖြစ်လိုက်တဲ့အချိန်မှာကိုယ့်ရဲ့ငယ်ဘဝအတိတ်ကိုပြန်သတိရသွားတယ်အဲ့ဒါနဲ့ပြန်ပြီးကိုကဟိုအဆင့်ဆင့်အပူတွေဆင့်ပြီးတော့ ခံစားဖြစ်တာပေါ့เนาะအဲ့ဒီမှာ Pisces ကြီးရှာဖွေတွေ့ရှိသွားတာငါ heal မဖြစ်သေးဘူးငါ realize မဖြစ်သေးဘူးငါ accept မလုပ်သေးဘူးငါရဲ့အခြေအနေကိုငါလက်မခံသေးဘူးဆိုတာတတိထားမိသွားတာ Okay so mental healing လိုတဲ့ Pisces ကြီးလီကိုတွေ့နေရတယ် healing လိုခြင်းလီကိုစီလာလို့ရရပေါ့เนาะဒါလေးကတော့ဈာဖြက်ကြောင်ညာဝင်တာဖြစ်ပါတယ် Okay All right that's it for this week နော်လီကိုတင်ဆက်ပေးသွားတာ November 16ရက်နေ့နဲ့22ရက်နေ့ဒီရာသီပတ်တပတ်တာ radio audio podcast လေးဖြစ်တယ်ပေါ့လေအားလုံးဒီဒီတစ်ပတ်ရက်ဒါ video မပါတဲ့ audio file တင်ဆက်မှုလေး podcast တင်ဆက်မှုလေးအားလုံး enjoy ဖြစ်မယ်လို့လို့ယုံကြည်ပါတယ်ဒီ OSIM မှာရမယ့် available packages အသေးစိတ်တွေရောဒီ podcast မှာဒီကိုမပြောတော့ဘူးဒီ video ရဲ့ description လေးမှာပဲဒီကိုအတူလေးရေးပေးထားမယ်ပေါ့နော်နောက်တစ်ခုကအသေးစိတ်သိချင်ရင်ဒီကို Facebook page Messenger chat box မှာမေးမြန်းပြီးတော့ booking ယူလို့ရတယ်ဒီကို admin ကဖြေချပေးပါလိမ့်မယ်နော်အားလုံး enjoy ဖြစ်မယ် အားလုံးနဲ့ resonate ဖြစ်မယ်လို့ယုံကြည်ပါတယ်အဲ့တော့ဒီ YouTube မှာ Facebook မှာဒီကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ယနေ့ထက်တီအားပေးနေကြတဲ့ fans တွေ client တွေတယောက်ချင်းစီကိုအထူးပဲလီကိုကျေးဇူးတင်ရှိကြောင်းပြောကြရင်းနဲ့ပဲဒီတစ်ပတ်အတွက် reading လေးကိုဒီမှာပဲအဆုံးသတ်လိုက်မယ်လီကိုနောက်ထပ်ဗီဒီယိုတွေမှာထပ်တွေ့မယ်နော် Okay have a nice day to you all take care and bye bye